င်္ဂလာပါ။ Kia မြန်မာမှကြိုဆိုပါရစေ။ကျယ်ဝင်းတဲ့အတွင်ကအနေနဲ့တက်တောင့်တတရှိမှုကိုအလေးပေးထားတဲ့ဒီ Kia Carnival 2025 model လေးကိုလူတိုင်းကြိုက်နေတတ်ကြမယ်ထင်ပါရစေ။ဒီဥပြပြပြင်ချင်တာကတော့ပုံမထူးခြားတဲ့လင်းနဲ့ဒီ Kia Carnival 2025 model လေးတောင်းမယ်ဖြစ်ပါရစေ။ Strata Music ဖြစ်ဖြစ်တဲ့ဒီ Kia Carnival 2025 model လေးမှာဘာတွေဖြတ်ထူးခြားလာမလဲ၊သူ့ရဲ့အားသာချက်တွေကဘာဖြစ်မလဲဆိုတာကို join တူတူလေ့လာကြည့်လိုက်ရအောင်ခင်ဗျာ။သူရဲ့ဒီဇိုင်းပိုင်းရဆိုလို့ရှင်အရင် model တွေနဲ့လုံးဝမတူတော့ဘဲနဲ့ကွဲပြားသွားတယ်လို့ပြောလို့ရမယ်။အာပို့ပြီးတော့လည်းခင်မိလာမယ်။ အပုံစံကကြတော့ဒီ SUV ရေလိုမျိုးပုံမှုဆွမ်းဆောင်မှုရှိတဲ့ဒီဇိုင်းပိုင်းကိုအသွင်ဆောင်ပြီးတော့ရိုးရိုးမီနီဗန်ကနေပြီးတော့꿰ထက်လာတယ်လို့ပြောလို့ရတယ်။ဒီမှာဆိုလို့ရှိရင်လည်းသူ့ရဲ့ရှေ့မှာ exclusive black radiator grey ကိုအသုံးပြုပေးထားတယ်။ Kia ရဲ့ Tiguanu ဒီဇိုင်းကိုအရှိခံထားပြီးတော့ဖြစ်လို့သူ့ရဲ့ကားတစ်စီးလုံးနဲ့တသားတည်းဖြစ်စေတဲ့ခံစားမှုမျိုးကိုလည်းပေးတယ်။ သူရဲ့ဒီ exclusive black radio grade ကြောင့်ပဲ promo style ရပြီးတော့ laser ပြီးဖြစ်တဲ့ခံစားမှုမျိုးကိုပေးတယ်အဲသူရဲ့ဒီလက်မှာဆိုလို့ရှိရင်လဲ star mallet and ngi ကိုအသုံးပြုပေးတာဖြစ်လို့ဒီ shade က grade နဲ့ light ဖြစ်တယ်ဆိုတာကိုပို့ပြီးတော့ polish စေတယ်ကျွန်တော်ဘေးကိုဒီ6လောက်လေးထပ်ပြီးတော့ကြည့်ကြည့်လိုက်ရအောင်ခင်ဗျာ ူရဲ့ဒီဘေးဘက်မှာဆိုလို့ရှိရင်လည်းသူရဲ့ဝီးပေးကကြတော့ကျွန်တော်၁၀ဘေးလောက်ထိရှိမယ်ပေါ့နော်။သူရဲ့ဒီ ground clearance ဆိုလို့ရှိရင်လည်းကျွန်တော်၈လက်မလောက်ထိမြင့်တယ်။အဲ့လောက်ထိမြင့်တာဖြစ်တဲ့အတွက်ကျွန်တော်လမ်းကျန်းတွေပါတုံးမယ်ဆိုလို့ရှိရင်လည်းတော်တော်လေးကိုအဆင်ပြေတဲ့ ground clearance လို့ပြောလို့ရမယ်ခင်ဗျာ။သူရဲ့ဒီ base size ဆိုလို့ရှိရင်လည်းကျွန်တော်၁၉လက်မရှိတယ်ပေါ့နော်။အာသူရဲ့ဒီ align ကကြတော့ exclusive align ကိုတုံးထားပေးတယ်။အဲ့ဒါကြောင့်မို့လို့သူရဲ့ design လေးကပို့ပြီးတော့စမ်းတယ်လို့ပြောလို့ရတယ်ပေါ့နော်။ဒီသူ့မှာဆိုလို့ရှိရင်လည်းဒီတကားနှစ်ချက်ကကြတော့ကျွန်တော် power slide တို့နှစ်ခုကိုအသုံးပြုပေးထားတယ်။ ီကားတစ်စီးလုံးရဲ့အရှိရာကျတော့ကျွန်တော်ဆက်ခွန်နှစ်ပေလောက်ကြီးရှိမယ်သူကဗျက်ဆိုလို့ရှိရင်လည်း6ပေခွဲလောက်ကြီးရှိမယ်သူက height ဆိုလို့ရှိရင်လည်း6ပေနီးပါးလောက်ကြီးမြင့်တာဖြစ်တဲ့အတွက်ဒီအပြင်ပန်းကနေပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့ဒီကား size အနေနဲ့ကတင့်တော်တယ်ကား size လို့ပြောလို့ရတယ်ပြီးတော့ကြာမှကျွန်တော်အတွင်ကန်ထဲမှာဘယ်လောက်ထိကျယ်မလဲဆိုတာထပ်ပြီးတော့ကြည့်ကြည့်လိုက်မယ်အခုကတော့ကျွန်တော်နောက်ကိုတစ်ချက်တော့လीထပ်ပြီးတော့ကြည့်ကြည့်လိုက်ရအောင် တွက်ဒီနောက်ဘက်မှာဆိုလို့ရှိရင်လည်းဒီ Ray Pamper တွေကတည်တည်သက်သက်ကလေးနဲ့ကြီးရတာရိုးရှင်းလေးဖြစ်နေရယ်ပေါ့နော်သူရဲ့ lamp တွေဆိုလို့ရှိရင်လည်း Star Mail Ray lamp တွေကိုသူကအသုံးပြုပေးထားတယ်ဒီနောက်ဖုံးဖွင့်ဖိတ်တွဲဆိုလို့ရှိရင်လည်းသူက Smart Power Decade ကိုအသုံးပြုပေးထားဖြစ်လို့ခုမှဒီ key ရှိုံနဲ့ကျွန်တော်တို့အဖွင့်ဖိတ်ဘက်ကပူစရာမလိုဘူးပေါ့နော်ဒီ feature ကဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမိသားစုသုံးကားတွေမှာတော်တော်လေးကိုဟိုအသုံးဝင်တဲ့ feature တခုလို့ပြောလို့ရမယ်ပေါ့နော်အဲဒီအမှကျွန်တော်တို့ဒီ အတွင်းကန်းနေမှာဆိုလို့ရှိရင်သူကကာဂိုစပေးပေါ့ဒီကောင်ရဲ့အတွင်းကန်းဆိုလို့ရှိရင်လည်းသူရဲ့ဝန်ဆန်းမှုကလီတာ1100ကျော် လောက်ဒီသူကဆန့်နာဖြစ်တဲ့အတွက်ပစ္စည်းအမြောင်များကိုတည်ဆောင်နိုင်မယ်ဆိုတာကတော့ဒါကတော့အမြင်ပဲပေါ့နော်ကျော်ဒီရှေ့တွေဘေးတွေဒီနောက်တွေကိုကျော်လေးလာပြီးသွားပြီးရောကျွန်တော်အတွင်းကန်းကိုလေ့ချက်တော့ဒီပြည့်ပြရအောင်နော် ော့အတွင်းကန်းလေးဝင်ထိုင်လိုက်တာနဲ့အရင်ဆုံးခံစားမိရတော့ကျယ်ဝင်းတဲ့ခံစားမှုမျိုးဖြစ်ပြီးတော့ premium ဆန်တဲ့အတွင်းကန်းလို့လည်းပြောလို့ရမယ်။ ရှင်းမြင်ဝင်ကြည့်ရတာလဲရှင်းလင်းပြတ်သားပြီးတော့မောင်းနေတဲ့အပိုင်းမှာလဲတတောင်းတတာဖြစ်စီမှာတော့အမှန်ပဲပေါ့နော်။ကြော်ဒီ screen နေမှာဆိုလို့ရှိရင်လဲသူက panoramic cast display ကိုအသုံးပြုပေးထားတယ်။သူ့ရဲ့အရှိရာဆိုလို့ရှိရင်တော့24လက်မလောက်ရှိပြီးတော့သူ့ရဲ့အမြင့်ဆိုလို့ရှိရင်9လက်မလောက်ထိမြင်တယ်ပေါ့နော်။ဒီ digital မျက်နှာပြင်တစ်ခုဖြစ်တဲ့ instrument cluster နဲ့ infotainment touch screen ကိုအသုံးပြုပေးထားတာဖြစ်တဲ့ design ပိုင်းမှာလဲပို့ပြီးတော့စမ်းတယ်လို့ပြောလို့ရတယ်ပေါ့နော်။သူကဒီအောက်ဘက်မှာဆိုလို့ရှိရင်လဲဖုန်းအသွင်းနဲ့ wireless charging ပါမယ်။ဆိုရှင်ကြော်ဒီ cap ပို့တာပေါ့ ်တပ်ဖို့ရာလေးကြီးလည်းပါထားမယ်အာပြီးလို့ရှိရင်ဒီ import climate switch control ပါတာဖြစ်တဲ့အတွက်သူက test နဲ့ပဲအသုံးပြုပေးထားတာဖြစ်တဲ့အတွက်ဒီအသုံးပြုရဲ့နေရာမှာလည်းတော်တော်လေးကို regulate လုပ်ပြောလို့ရမယ်ပေါ့နော်ဒီ sheet တဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ HUD ကိုအသုံးပြုပေးထားတယ်ဒီတော့ဒီ screen မှာဆိုလို့ရှိရင်လည်း Uh, blind spot monitoring ပေါ့ blind spot monitoring သူကထည့်ပေးထားတယ်အဲ့လိုကျ digital center meter ပါတာဖြစ်တဲ့အတွက် ုံမှန်မေရာရီတဲ့ပေါ့ပုံမှန်ကားကြီးမှာပါတဲ့မေရာရီတဲ့ဆာလို့ချင်းပို့ပြီးတော့ရှင်းလင်းပြီးတော့ပို့ပြီးတော့တိကျတာဖြစ်တဲ့အတွက်ဒီမောင်းနေတဲ့အပိုင်းမှာလည်းစစ်ပီပိုင်းကိုပို့ပြီးတော့ပူဇော်ပေးထားတယ်လို့တော့ပြောလို့ရတယ်ပေါ့နော်ဒီကားကိုတဲ့အနေနဲ့နည်းနည်းလေး body size ကကြီးရယ်ဆိုပေမဲ့အာဒီ360 surround view ကင်မရာကိုသုံးပြပေးတာဖြစ်တဲ့အတွက်ကားပါကင်ထိုးတဲ့နေရာမှာလည်းတော်တော်လေးကိုအဆင်ပြေတယ်လို့ပြောလို့ရမယ်ဒီ Kia Carnival အနေနဲ့ဒီဒစီးလုံးကိုသူက feature တွေကိုတောင်းဆီအောင်ထည့်ပေးထားတယ်လို့လည်းပြောလို့ရမယ်ခင်ဗျ အာဒီကားကဆိုလို့ရှိရင်အမိသားစု၃ကားကြီးထဲမှာတတောင်းတတားနဲ့ငင်းညံညောင်မောင်းနေရတဲ့ကားပုံစံမျိုးတွေဖြစ်တယ်ဗောနော်သူရဲ့ဒီထိုင်ဟိုမှာဆိုလို့ရှိရင်လည်းအာဂိုမိုးရှင်းစီတွေကိုသူကအသုံးပြုပေးထားတာဖြစ်တဲ့အတွက်ထိုင်ရတာတတောင်းတတားဖြစ်ပြီးတော့ရှင်းမြင်ဝင်ကြည့်ရတဲ့အခါမှာလည်းရှင်းရှင်းလင်းလင်းနဲ့အဖြစ်စီရယ်ဗောနော် ဒီတင်မားနဲ့ခါအတွက်ကိုသူကတက်တောင်းတတာဖြစ်စေရဲ့ဒီဇိုင်းမျိုးနဲ့ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်မောင်းနေသူအတွက်ပိုပြီးတော့တောင်းမှာပဲတက်တောင်းတတာဖြစ်စေရုံပဲခင်ဗျဒီထိုင်းကုန်မှာဆိုလို့ရှိရင်လည်းသူက C heater နဲ့ cooler ပါတာဖြစ်တဲ့အတွက်နေဝင်လေတဲ့စနစ်တွေကောင်းတယ်အဲထိုးနီးတူပဲဒီ passenger seat မှာဆိုလို့ရှိရင်လည်း heater တွေ cooler တွေပါမယ်ပြီးလို့ရှိရင်ကျွန်တော်ထိုင်းကုန် motor တွေပါတာဖြစ်တဲ့အတွက်တော်တော်လေးကိုအဆင်ပြေရခင်ဗျတော့ဒီရှေးခန်းလေးလည်းကြည့်ပြီးသွားဆိုရင်ကျွန်တော်နောက်က passenger seat တွေမှာဓာတ်ထပ်ပါမလဲဆိုတော့ကျွန်တော်ဒီချက်လောက်လေးထပ်ပြီးတော့လေ့လာကြည့်ခဲ့ပါခင်ဗျ နေမှာဆိုလို့ရှိရင်လည်းရှင်းရခုံနေလိုမျိုးပဲထိုင်ကုန်အပူရေးစနစ်တွေပါမယ်ထိုင်ကုန်မော်တာတွေပါတာဖြစ်တဲ့အတွက်ထိုင်ရတာတတောင်တတာဖြစ်စေတယ်ခီးအဝေးသွားတာပဲဖြစ်ဖြစ်ဒီကားပေါ်မှာခဏလောက်လေးအနားယူနေတာပဲဖြစ်ဖြစ်ခလုတ်လေးတစ်ချက်နှိပ်လိုက်ရုံနဲ့140ဒီဂရီရောက်လဲလောင်းလို့အနားယူလို့ရတယ် luxury function ဖြစ်တဲ့ premier luxury seat ကိုလည်းဒီနှစ်ခုံလုံးမှာသူကအသုံးပြုပေးတာဖြစ်တဲ့အတွက်ထိုင်ရတာသေတောင့်တတာနဲ့ဇိမ်ရှိရှိနဲ့ထိုင်လို့ရတယ်ပေါ့နော်ဒီ aircon ဆိုလို့ရှိရင်သူက round aircon ကိုသူကအသုံးပြုပေးထားတယ်အလင်းရောင်အတွက်သူက sunroof ဆိုလို့ရှိရင်နှစ်ပေါက် သုံးပေးထားရပါတော့ရှေ့မှာတစ်ပေါက်ပါမယ်ဒီနောက်မှာတစ်ပေါက်ပါမယ်နောက်ကထိုင်နေသူတွေအတွက်လည်းသူကကက်ဟိုရာပါမယ်အသင်းဖို့တဲ့ခြာချင်ဖို့တွေပါမယ်ဒီနောက်တာရောမှာဆိုလို့ရှိရင်လည်းတပေါင်းတာနဲ့၃ယောက်လောက်ထိုင်လို့ရမယ်ဒါလို့မထိုင်ပြဘူးဆိုလို့ရှိရင်လည်းထိုင်ကုန်တွေကိုခောက်ပြီးလို့ရှိရင်ပစ္စည်းအမြောင်များထပ်ပြီးတော့တင်လို့ရမယ်ခင်ဗျာကီယာကာနီဗယ်လေးရဆိုလို့ရှိရင်အင်ဂျင်ပါဝါကို2.2တာဝိုဒီဇယ်အင်ဂျင်ကိုအသုံးပြုပေးထားတာဖြစ်တဲ့အတွက်မိသားစု3ကားတွေထဲမှာ စီစားနှုန်းတက်တာတယ်ဒါလို့လည်းပြောလို့ရမယ် HP transmission ကိုအသုံးပြုပေးထားပြီးတော့ horsepower ကကြတော့191 horsepower ထိထွက်မယ်သူ့ရဲ့ဒီစီဝင်ဆန်းမှုဆိုလို့ရှိရင်လည်း82 2လီတာလောက်ထိဆက်မယ် safety ဘိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ airbag ကို၈လုံးအထုအသုံးပြုပေးထားတယ်ဒီ၈လုံးမှာမှဒီ front airbag တွေပါမယ် side airbag တွေပါမယ် curtain airbag တွေပါတာပဲဖြစ်မယ်ခင်ဗျာ တကယ်လို့များလူကြီးမင်းကမိသားစုသုံးကားစီးကိုအစ်စ်မြင့်တဲ့နီးပညာတွေနဲ့ဆက်ပြီးပိုင်ကောင်းမွန်တဲ့ကားစီးကိုရှာဖွေနေတယ်ဆိုလို့ရှိရင်တော့ဒီ2025ကီယာကာနီဗယ်လေးကအတော်လေးကိုတင့်တော်တဲ့ကားစီးဆိုတာကိုအကြံပြုလိုက်ရှင်ပါတယ်ရိုးစက်လေးခုမြောက်အထိနာမကောင်းတဲ့ကြော်ကြတဲ့ဒီကီယာကာဒီဘယ်2025မော်ဒယ်လေးကို Rally ဘိုင်းမှာလည်း9ကီလိုမီတာတသိန်းခွဲထိ Rally ပေးထားပါတယ်ခင်ဗျာယခုကာလအတွင်းမှာစိုက်နှစ်သက်လို့ဝယ်ယူပြီးဆိုပါက promotion များနဲ့လငင်းဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ ယခုကျွန်တော်မိတ်ဆက်ပေးခဲ့တဲ့ Kia Carnival လေးအကြောင်းကိုအသေးစိတ်သိရှိလိုပါကဟော့လိုင်းနံပါတ်399 400 3386လုံးကိုဆက်သွယ်ဆုံးဖြတ်ပေးမြန်းနိုင်လို့မျိုး Kia မြန်မာ Facebook Page တင်နေလာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ Kia Movement that inspires